လာပါရှင်ဆရာနာသိန်းကာလအတွင်းမှာစစ်ကောင်စီကဥပဒေမဲ့လုပ်ရများကိုတလက်ဆက်ကျူးလွန်လျက်ရှိနေပါတယ်။နာအဖအစီအစိုးရလက်ထက်ကစစ်ကောင်ဆောင်နေအတီးပြုခဲ့တဲ့2008ခြေဥ်ကိုပြပြီးဆရာနာသိန်းမှုကိုတရားဝင်မှာကြောင်းထထပြုံးနေတတ်တဲ့စစ်ကောင်စီဟာဥပဒေမဲ့တဲ့မဲ့လာခဲ့ပါတယ်။ထိုခြေဥ်ပါအရေးပေါ်ကာလသတ်မှတ်ချက်အရဆရာနာသိန်းကာလဟာနှစ်နှစ်ထက်ကျော်လွန်ခြင်းမရှိရပါဘူး။သို့တော့ပုံမှန်အခြေအနေမှာရှိမနေဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဥပဒေကိုကျော်လွန်ကအာဏာသိမ်းကာလကိုဆွဲဆန့်ထားစေဖြစ်ပါတယ်။ဆီအာဏာသိမ်းကာလ၄နှစ်ကျော်၅နှစ်ကာလဟာရွေးကောက်ခံအစိုးရတပ်တန်းတစ်ခုနဲ့ပင်ညီမျှနေပြီပဲဖြစ်ပါတယ်။အဲဒီလိုဥပဒေမဲ့လာတဲ့စစ်ကောင်စီဟာစစ်ရှုံးမှုကိုကုစားနိုင်မှုအတွက်ဥပဒေမဲ့မတရားမှုများကို အလွန်အကျွံကျူးလွန်လျက်ရှိနေပါတယ်။ရည်ပြင်းစစ်ကြောင်းထိုးနိုင်တဲ့နေရာတွေမှာ ရက်ကွက်ကြီးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်မိရှို့လူသက်မတရားဖမ်းဆီးပြီ ပြည်သူပိုင်ပစ္စည်းများကိုမတရားသဖြင့်ဖောက်ထွင်းခိုးယူလျက်ရှိကြပါသည်စစ်ကြောမထိုးနိုင်တဲ့နေရာတွေမှာစစ်ကောင်စီဘက်ကတခုတည်းသောအာတချက်ဖြစ်တဲ့လေတပ်ကိုအသုံးပြုပြီးတိုက်ခတ်ခြင်းတွေဆောင်ရွက်လျက်ရှိနေပါသည်ထို့သို့တိုက်ခတ်ရမှာစစ်ကောင်စီကတော်လိုင်းအင်အားစုများ၏စခန်းများထိုးစစ်များတွင်ယာယီအခြေပြုတဲ့နေရာများနဲ့၎င်းတို့၏ခံစစ်အတွက်ပြစ်ခတ်တိုက်ခတ်ခြင်းများသာမကပဲလူနေရပ်ကွက်နဲ့ကျေးရွာတွေကိုပါရွေကျက်ရှိရှိတိုက်ခတ်လျက်ရှိကြောင်းတွေ့ရပါသည် ပြည်သူများကိုအကြောက်တရားပေးတိုက်ခိုက်ခြင်းမျိုးဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့များကိုရက်ွက်ကြီးရွာများကလက်မခံရဲအောင်မထောက်ခံရဲအောင်ဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်။ကမ်းမလူကပစီကြီးတပရင်းကအိုထိန်တွင်နဲ့အခုလက်တလောဖြစ်ပွားခဲ့တယ်။ကြောက်ကြီးကကျွန်းကြီးရွာမင်္ဂလာဆောင်ဘုံကျဲခံရမှုတွေဟာထင်ရှားတဲ့တာဒကတွေဖြစ်ပါတယ်။အခုမေလ25ရက်နေ့မှာဘကိုတိုင်ကြောက်ကြီးမြို့နယ်ကျွန်းကြီးကြီးရွာတွင်ကြီးပါလျက်ရှိတဲ့မင်္ဂလာအဲ့ခံပွဲနေရာကို စစ်ကောင်စီမှာလေးဆောင်ကနေရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မင်္ဂလာပွဲကျင်းပရာနေရာဟာတော်လိုင်းအင်အားစုများအခြေပြုရာနေရာနဲ့စခန်းနေရာမဟုတ်ပဲရွာအတွင်းမှာရှိနေတဲ့အိမ်နေရာဖြစ်ကြောင်းတွေ့ရပါတယ်။အဲဒီလိုပုံကျဲတိုက်ခိုက်မှုကြောင့်သူတို့သမီးနဲ့ကလေးငယ်များအပါအဝင်၁၀ဦးကျော်သေဆုံးပြီး၂၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသအမှတ်၄စစ်ဒေသခွဲကအသိပေးထုတ်ပြန်ထားကြောင်းတွေ့ရပါတယ်။ ထို့သို့တိုက်ခိုက်တတ်တဲ့စစ်ကောင်စီအနေနဲ့မေလကုန်ပိုင်းအထိအပြစ်ခတ်ရဲစဲရေးကြီးညာထားစေဖြစ်ပါတယ်။သို့သောနိုင်ငံတော်ဝန်လေချောင်းပုံစဲတိုက်ခိုက်မှုများကိုဇက်တိုက်ပြုလုပ်လျက်ရှိပြီးတိုက်ခိုက်မှုများကြောင့်ပြည်သူလူထုသေဆုံးထိခိုက်မှုများမကြာခဏဖြစ်ပေါ်လျက်ရှိနေပါတယ်။ဥပဒေအရမတိုက်ခိုက်သင့်တဲ့အရက်ဖတ်ပြစ်မှတ်များကိုအပြစ်ရဲ့အကြောင်းကြီးညာပြီးတိုက်ခိုက်နေတာဟာဆက်ဆုပ်ဖွဲ့ကောင်းလာပါတယ်။စစ်ကောင်စီရဲ့ဆောင်ရွက်မှုများဟာစစ်ပွဲဆိုင်ရာဥပဒေဤအဓိကအခန်းကဏ္ဍနှစ်ခုဖြစ်တဲ့ အပီပီဆိုင်ရာဓလိထုံတော်ဥပဒေနဲ့စာချုပ်စာတမ်းဥပဒေများနဲ့လည်းလုံးဝဆန့်ကျင်လျက်ရှိကြောင်းတွေ့ရပါတယ်။အပီပီဆိုင်ရာဓလိထုံတော်ဥပဒေဤဥပဒေခွန်အရာစစ်ဘဆိုင်ရာပစ္စည်းများမဟုတ်သောအရာများအလုံးကိုတိုက်ခိုက်မှုများအရက်ဘတ်ပစ္စည်းများအားဥတီတိုက်ခိုက်ခြင်းမပြုရဆိုပြီးပြဋ္ဌာန်းထားတာကိုတွေ့ရပါတယ်။ဒါ့အပြင်ဂျနီဗာကွန်ဗင်းရှင်းအပိုက်လေးတွင်လည်းကလေးများအား၎င်းတို့လိုအပ်သောစောင့်ရှောက်မှုနဲ့အကူအညီပေးဆောင်ရမည်။ နံပါတ်1ပညာရေးနှင့်မိသားစုနှင့်ပြန်လည်ဆောင်စည်းခြင်းနံပါတ်3အသက်15နှစ်အောက်ကလေးများကိုလက်နက်ကိုင်အဖွဲ့များအတွင်စုဆောင်ခြင်းသို့မဟုတ်တိုက်ပွဲများတွင်ပါဝင်ခွင့်မပြုရနံပါတ်4တိုက်ပွဲဒေသများမှကလေးများကိုဘီကင်းရနေရာများသို့ယာယီဖယ်ရှားခြင်းစသည့်အချက်တွေပါဝင်တာကိုတွေ့ရပါသည်ဒီနေရာမှာစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းနဲ့အေဇာစီယာသတင်းဌာနနဲ့အင်တာဗျူးကိုအမှတ်ရမိပါသည်သတင်းတော့က2023ခုနှစ်ဧပြီလမှာ စကိုင်းတိုင်းပစီကြီးကြီးရွာကိုစစ်တပ်ကတိုက်ခိုက်မှုဖြစ်စဉ်တိုင်းကလေးငယ်များအပါအဝင်လူပေါင်း158ဦးသေဆုံးခဲ့မှုအပေါ်စစ်တပ်အနေနဲ့အဆိုပါဖြစ်ရများကိုလက်ခံမသလားဟုမေးမြန်းခဲ့ပါတယ်။အဲ့ဒီမေးခွန်းကိုဗိုလ်ချုပ်ဆောင်မင်းထွန်းကကလေးတွေဟာတော်လန်ရေးသမားတွေနဲ့အတူရှိနေတဲ့အတွက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းနဲ့ဆက်ဆက်တည်ကြည်ပျက်စီးမှုတွေဟာရှောင်လွဲလို့မရကြောင်းဖြေကြားခဲ့ပါတယ်။အဲ့ဒီအဖြေဟာဂျနီဗာကွန်ဗင်းရှင်းအပိုက်လေးနဲ့လုံလုံလရလရဆန့်ကျင်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့်စစ်ကောင်စီအနေနဲ့နိုင်ငံတကာဥပဒေများကို လုံးဝစန့်ကျင်နေကြောင်းစစ်ကောင်စီကိုစားပြောခွင့်ရသူအနေနဲ့ဝန်ခံလိုက်တယ်လို့လည်းဖြစ်ခဲ့ပါတယ်။ဇနီးဘာကွန်မန်းရှင်းရှိအရတားပြည်သူလူထုကိုကောက်ကွယ်ဆောင်ရှောက်ခြင်းအပိုင်းတွင်အရတားလူအုပ်စုများအကြားကြောက်ရွံ့မှုပြန့်နှံ့စေရန်အကြံဖတ်မှုပြုခြင်းသို့မဟုတ်ချိန်ချောက်ခြင်းကိုတားမြစ်ထားပါတယ်။သို့သောစစ်ကောင်စီအနေနဲ့ပြည်သူများကိုတော်လှန်ရေးနဲ့ပတ်သက်၍လက်တော့နောက်ဆုတ်စီရန်အတွက်ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေစေဖြစ်ပါတယ်။ PDF တွေမရှိတော့ကခမားတို့ဒေတာတွေမှာဘာဖြစ်ခဲ့တလဲအခု PDF တွေရှိလာလို့တိုက်ခိုက်ခံရတာဆိုတာမျိုးကိုစစ်ကောင်စီကပုံဖော်လျက်ရှိပါတယ်တော်လိုင်းအင်အားစုများကိုအကြမ်းဖက်လို့ဆွဆဲလေးရှိတဲ့စစ်ကောင်စီအနေနဲ့အရက်သားလူအုပ်စုများကြားကြောက်ရွံ့မှုပြန့်နှံ့စေရန်အကြမ်းဖက်ပြုမှုခြင်းကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်လျက်ရှိနေပါတယ်။ဒါအပြင်စစ်ကောင်စီအနေနဲ့စတင်ကြောင်းဘာသာရေးအဆောက်အဦ၊ကျမ်းမာရေးအဆောက်အဦနဲ့ပြည်သူလူထုနေထိုင်ရာကြီးရွာတွေကိုပြစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဇက်တိုက်လှုပ်ဆောင်နေသေးပဲဖြစ်ပါရဲ့ရှင်။